ဓမ္မစရိယတန်းအောင်လို့ရှိရင်သူကလည်းဒီမှာတက်ကြတိဟာစာမေးဝဲလို့စီရိယနာစာမေးဝဲလို့လို့ပဲအဘိဝန္တာဖွဲ့သူကတက်တယ် ဩတင်ပါအဲ့တော့ဟိုအဆင့်ကိုအဆင့်တူလို့တော့သတ်မှတ်တာပေါ့ဗျာတင်ပါဟုတ်အဆင့်တူသတ်မှတ်တယ်ဆိုတာကအဲ့ဒီစာမီဝဲကသတ်မှတ်တာတင်ပါသူတို့မှာပရိယတ်တိပထမပြန်စာမီဝဲကသတ်မှတ်တာပေါ့သို့တော်လည်းပဲဒီစာသင်သားများကတော့အဆင့်တူလို့မသတ်မှတ်ပါဘူးတကယ်လည်းပဲအဆင့်မတူဘူးပေါ့နော်တင်ပါတယ်ပြီးဝန်သားရဲ့မှာကိုတက်ရတိဟာပြီးဝန်သားကအမြင့်ဆုံးအမြင့်ဆုံးတင်ပါတက်ရတိဟာပြီးရင်စီတီရင်္ဂနာပြီးဝန်သားကဒုတိယဩအဲ့လိုလားဒုတိယပြီးတော့မှမန္တလေးကအမြင့်ဆုံးပြီးမှရန်ကုန်တင်ပါ ပြီးတော့မှဒီလိုညောင်နှုံးပေါ့တမန်တမန်ညောင်နှုံးကတတိယအဆင့်လောက်ပဲရှိတာ။အော်အဲ့တော့သူစာမီဝဲအသင်းကတော့ဒါတကြတိဟာစာမီဝဲနဲ့အဆင့်တူဆိုပြီးတော့သတ်မှတ်တယ်။တမန်ပါတမန်။နောက်မိကွန်းထုတ်တဲ့အခါလေးပဲအဲ့ဒီမန္တလေးကတကယ်နာမည်ကြီးဆရာတော်ကြီးကိုပင့်ပြီးတော့သူကမိကွန်းထုတ်ခိုင်းတယ်စစ်ခိုင်းတယ်။တမန်ညောင်နှုံးကအဲညောင်နှုံးကတမန်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 ။မန္တလေးကပေါ့မြန်ဆရာတော်ကြီးလိုပါတော့လေ။တမန်ပြန်တမန်။စာမီဝဲထိတ်ခဲခဲခဲထုတ်တတ်တဲ့ဆရာတော်များပင့်ပြီးတော့မိကွန်းထုတ်တာပေါ့။မှန်ပါပြီ။အဲ့ဒီစာမီဝဲမှာဓမ္မစရိယတန်အောင်မြင်တဲ့အတွက် ပြီးတော့ပွဲရတာပေါ့နော်တမအဲ့တော့ခုနကဘုမဟိုစာဟိုစကိုင်းဟိုစာသွားတော့အဲ့အဲ့လိုပြီးဝန်သားမြန်မြန်နဲ့ပဲသွားတာပါဒီလက္ခဏာပြီးဝန်သားပဲသွားတာပဲအင်းစင်ပြောမှအဲ့ဒီအဲ့ရတော့ပြီးဝန်သားမထည့်ဘူးနဲ့ဖြစ်နေဩဒီရိုးရိုးပဲဩတမပြရိုးရိုးပဲဒီလိုဓမ္မစရိယကလည်းနှစ်ကျမ်းပဲဆွဲနေတာဆိုတော့လေတမပြတမဒီတိုင်းလေးပဲရှောက်လိုက်တယ်ရှောက်လိုက်တဲ့အခါမှာဒီဆရာတော်ကြီးမရောက်ခင်ပေါ့ဆရာတော်ကြီးမရောက်ခင်မှာဆိုရင်အနုနာယကဆရာတော်များက ်သူပြောတာပေါ့နော်ဒီဓမ္မစရိယမပြီးသေးတဲ့အတွက်ဟိုလက်မခံခြင်းဘူးဩဒါဒီလိုပြောတယ်ဓမ္မပြဓမ္မဘဒူကလည်းပြအဲ့ဒီအနုနာရေကဘဒူတွေကမှတ်မိသလားပေါ့အဲမှတ်မိသလားဆိုအခုတော့မရှိတော့ပါဘူးဓမ္မအဲဆရာတော်ဥနန္ဒိယဟောအဓိကတော့ဓမ္မဓမ္မဆရာတော်ဥနန္ဒိယဆိုတာအဲ့ဒီမှာမုံမိတ်ကုံးကြီးမှာဓမ္မပဓာနာအနုနာရေကအနေနဲ့သူအုတ်ချုပ်တယ်ပေါ့ထားပါတော့လက်ထောက်ပါနော်ဒီမှာဒီမှာဒါတော့အုတ်ချုပ်တယ်အဲ့တော့သူကလည်းပဲပြောတာကတော့ဒီ နာယကဆရာတော်များကညွှန်ကြားထားလို့ဆိုပြီးတော့ဒီနေ့ပြောတာပါเนาะအဲ့လိုပြောတော့ဟောဒီတိုင်းလေးပဲနေနေတာပေါ့ဗျာနေခွင့်ရလားမရလားကမသိသေးဘူးအဲ့လိုနေနေရင်လည်းခုနဆရာတော်ကြီးကြွလာလို့သွားပြီးတော့ဖူးကြတဲ့အခါကျတော့ဒီအနုနာယကဆရာတော်များကငင်းခွင့်ဆရာတော်ကြီးစီကိုဒီပြီးတော့ရှောက်သွားကတ်လိုက်တာပေါ့เนาะတင်ပါကတ်လိုက်တော့ဆရာတော်ကြီးကသေးသေးချာချာဖတ်တယ် ဒီဒီရဖတ်တော့ဓမ္မစရိယကတော့မအောင်သေးဘူးနှစ်ကျမ်းပဲဆွဲသေးတယ်ဒီမှာဒါပေမဲ့တိပိဋကစာမေးပွဲမှာကျတော့ခုနပထမဆုံးအပိုင်းဖြစ်တဲ့ဝိနည်းရှေ့ပိုင်းနှစ်ကျမ်းအာဂုံပြန်အောင်ပြီးပြီဩနော်အောင်ပြီးသွားပြီအောင်ပြီးသွားပြီဆိုတော့ဆရာတော်ကြီးကနှုတ်နယ်လည်းပဲမိန့်တော်မူတယ်အဲ့တော့ဓမ္မစရိယတော့မပြီးသေးဘူးဒါပေမဲ့လို့တိပိဋကမှာဥပဒေဝိပင်ကထရပါတော့နော်ဒါဒါပထမဆုံးအဆင့်ဟုတ်ဒီမှာပြီအဲ့ဒီပထမဆုံးအဆင့်ကိုအောင်ပြီးပြီဖြစ်တဲ့အတွက်လက်ခံရမယ် အဲ့လိုအမင်းရှိတယ်။အော်အော်အဲ့လိုအမင်းရှိပြီးတော့အဲ့ဒီတပြည့်ရှောက်လာမှလည်းပဲသူမှတ်ချက်ရေးရတယ်လေ။ဒီမှာဗျာ။ဆရာတော်ကြီးကမှတ်ချက်ရေးရေးပေးရတယ်။အာဒီပုဂ္ဂိုလ်လက်ခံသိင်လက်ခံသိင်ပါသည်။လက်မခံသိင်ဘူးဆိုရင်လည်းလက်မခံသိင်ပါဆိုတာမျိုးပေါ့။မှတ်ချက်ရေးပေးတယ်။ဒီမှာမှတ်ချက်ရေးပြီးတော့တခြားပုဂ္ဂိုလ်များရဲ့မတင်ရှောက်လာမှဆိုရင်တော့သူကလက်ခံသိင်ပါသည်လို့ဒီလိုပဲရေးတယ်လို့ပြောပါတယ်။ဒီမှာဗျာ။လက်ခံသိင်ပါသည်လို့ဆရာတော်ကြီးကသူလက်မှတ်တယ်ပေါ့။ဒီမှာအဲ့လိုရေးတာ။ အဲဒီဗီဒီယိုရှောက်လာမှာကြတော့သူကလက်ခံတဲ့မှာတည်တယ်မဟုတ်တော့မဖြစ်မနေလက်ခံရမည်။အော်ဒါဒီလိုရေးပြီးတယ်။ပြန်မှာရလေ။လာခဲ့တဲ့အကြောင်းကိုလည်းကြည့်လို့ရှိမှာပေါ့ဗျာ။အဲဟုတ်တယ်လာခဲ့တဲ့အကြောင်းဆိုတာလေဒီလိုဆရာတော်ဒီနေ့အင်းစင်ရွာမှာဆရာတော်ကြီးနဲ့ရလေရင်းနေတယ်။အော်တင်းမဆရာကြီးရလေ။တင်းမဗျာ။အင်းစင်ရွာမှာဆရာတော်ဦးနဲ့တော်ဝန်သားနဲ့လည်းပဲရင်းနေတာပါတယ်။အဓိကကတော့တိပိဋကစာမေးပွဲမှာအဲဒီပထမဆုံးအပိုင်းအောင်ပြီးလို့အောင်ထားတယ်ဆိုတာအောင်ထားလို့တင်းမ အဲ့ဒါကြောင့်မလို့ဓမ္မစရိယမပြီးသေးပြီမယ်လို့ဒါနေလို့ရတယ်ဆိုပြီးတော့ဆရာတော်ကြီးအဲ့လိုမဖြစ်မနေလက်ခံရပြီဒီမှာအဲ့လိုလေးပေါ့နော်ဒါဆရာတော်ကြီးရဲ့အထူးကြီးမြောက်မှုလို့ပြောရမှာပေါ့ဗျာအဲ့ဒါကိုခံစားခဲ့အဲအဲဒီမှာဒါပေမဲ့ဒီမှာတော့အင်းစရာဖုံဖုံလက်မတော်ထုံပြီးသူကြောင်းကထုတ်လိုက်လို့ဖြစ်တယ်အဲအဲအဲ့လိုပါဗျာလက်မလဲထုံပြီးမင်းမနေနဲ့တော့ပြောတာတခုပဲဟိုတော့ကော်ကွဲရှာတော့ဒီမှာ တမန်တမန်အဲ့ဒီဘောမျိုးပေါ့တမန်တမန်အဲ့တော့ဒါဆရာတော်ကြီးချင်းမြောက်မှုတစ်ခုပေါ့နော်တမန်တမန်ဖြစ်မနေလက်ခံရမည်ဆိုတော့အောက်ကဆရာတော်ကြီးကဘာမှပြောလို့မရတော့ဘူးလေတမန်ဗျာလက်ခံရတော့တာပေါ့ဗျာတမန်တမန်အဲ့ဒီလိုနဲ့ဒီလိုတို့အဲ့ဒါမင်းကရအောင်ပြီးတော့ဒီပီကစာပြီးဆက်ပြီးကြက်မှတ်တာပေါ့ဘနဝါဆူပြီးတော့ဟာအဲ့ဟိုမင်းကမတီဗီကမှာဘနဝါဆူဘလဘလူလောက်ခဲ့ရသေးလေဗျာအဲဒီပီကမင်းကဒီပီကနိကာယအကြောင်းတိုင်းမှာဒီပီရောဟိုအကြောင်းမှာပေါ့ဗျာ တိပိဋကအတွက်ဂျိုပန်းခဲ့တာ14နှစ်ပေါ့နော်။အော်14နှစ်တင်မဟုတ်ပြီးတော့အကုန်လုံးတိပိဋကအတွက်ဂျိုသားတာ15နှစ်15နှစ်ကြာခဲ့တယ်တင်မ15နှစ်ကြာတာအင်းစိန်ရွာမှာမှာတစ်နှစ်ဒါပထမဆုံးနှစ်ပေါ့။အော်တင်မခုနပထမဆုံးနှစ်တစ်နှစ်ကအင်းစိန်ရွာဥတော်ဝိပင်္ဂဖြည့်ခဲ့တယ်ဖြည့်ခဲ့တာတင်မအဲ့ဒါအင်းစိန်ရွာမှာတင်မတင်မအဲ့ဒီနောက်ဟိုကမင်းကုန်းရောက်သွားတာလေဆိုတော့မင်းကုန်းမှာ14နှစ်ပေါ့။အော်လိုင်းမှာအလောက်ကြာမင်းကုန်းမှာ14နှစ် အားလုံးပေါင်း15နှစ်ကြာတော့ TV တွေကကောပြီးကပြီးသွားရောမင်းကပဲအောင်လာတာပဲဟုတ်တယ်ဟုတ်တယ်ဟိုလေဖြီတော့ရန်ကုန်လာလာဖြီရတာရန်ကုန်လာလာဖြီရတာတင်မာတင်မာတင်မာအဲ့တော့အဲ့အောင်ပြီးသွားတဲ့အခါကျတော့နောက်တော့ကြောင်းတိုက်ကိုဂျေဇူးဆက်ဖို့ဆိုတာကြောင်းတိုက်ကငိုတရက်တတ်မှတ်ထားတဲ့စီကံပေါ့တင်မာပြီအဲ့ဒါကတော့ဒီလိုအခုလို TV တွေကကောပြီးကအကုန်လုံးအောင်မြင်ပြီးဆုံးသွားပြီဆိုရင်အဲ ကြောင်တိုင်းမှာ၃နှစ်ပြန်ပြီးတော့စာပေပို့ချပေးရတယ်။ဒီပြည်ကဆရာတော်တပါးအနေနဲ့ဟုတ်တယ်။အော်ချက်ချင်းဒီပြည်နေရာပြောင်းမသွားသေးဘူးပေါ့နော်။အော်တင်မကိုနေခဲ့တဲ့ကြောင်တိုင်းကိုဂျေဇုဆက်တဲ့အနေနဲ့တင်မအနည်းဆုံး၃နှစ်ပြန်ပြီးတော့စာပေပို့ချပေးဆိုပြီးဒီလိုသတ်မှတ်ထားတာပေါ့။တင်မအဲ့အဲ့သတ်မှတ်ထားတဲ့အတိုင်းနောက်၃နှစ်ပြီးတော့ဆက်နေပြီးတော့စာဝါပို့ချပေးခဲ့တယ်။ဒီပြည်ကစာဝါမာလီပါတကူစာဝါဒီလိုပို့ချပေးခဲ့တာပေါ့ဗျာနော်။အော်တင်မအဲ့ဒီတော့ 23နှစ်မှာတပြီးတော့မင်းကုန်းကိုစရောက်တယ်ပေါ့တင်ပါမင်းကုန်းကိုစရောက်တော့ဒီထူရတာလေးတစ်ခုတင်ပါเนาะထူရတာတစ်ခုကတော့တပြီးတော့အင်းစိန်မှာနေတဲ့အချိန်တုန်းကဆိုရင်တခြားအုပ်လုံးမှာပဲဆရာသမားတွေကလည်းပဲဟိုဒီခါကြက်မှတ်ပြီးတယ်ပေါ့တင်ပါဒီခါကြက်မှတ်ပြီးတယ်ကိုကိုတိုင်းကလည်းပဲဒီဆရာသမားကြက်မှတ်တဲ့အချိန်မှာတမျိုး ဆရာသမားမကြက်မှတ်နိုင်တဲ့အချိန်မှာတမလို့အဲ့ဒီပုံနဲ့တင်ပါတယ်ပြောတာလေကိုကိုလွတ်လပ်နေပြီဆိုတော့တင်ပြီးသားမှတ်တော့အဲ့ဒီပြီးသားမှတ်တော့ဒီပုံနဲ့တင်ပါတယ်ကိုကိုအသိနဲ့ကိုကြိုးစားတယ်ဆိုတာမသိမရှိခဲ့ဘူးဩမရှိခဲ့ဘူးတင်ပါပြအဲ့ဒီလိုမရှိခဲ့တဲ့ပုံကိုအဲ့တော့မင်းကွန်းရဲ့မင်းကွန်းကိုသွားတော့သွားရတော့မယ်ဆိုတော့မင်းကွန်းရဲ့အခြေအနေကိုတို့ပြောလို့လေ့လာခဲ့တာပေါ့နော်တင်ပါမင်းကွန်းရဲ့အခြေအနေမှာကြာတော့ဒါကျေးဇူးတော့ရှင်မင်းကွန်းဆရာတော်ဘုရားကြီးကတော့အကြောင်းတိုက်တီထောင်ပေးတယ်နေရာပေးတယ် ်ဆုံးကုန်ပြည့်စုံအောင်လုပ်ပေးတယ်သင်္ကန်းတို့ဘာလို့စသည်လဲပြည့်စုံအောင်သူကစီမံပေးတယ်သို့တော့အဲစီကံဥပဒေကြတော့ဒင်းနေကြကြကြီးမဟုတ်ဘူးတင်ပါအဲကိုကကို့အတိတရားနဲ့ကိုစာကြက်ဆိုတဲ့သဘောပေါ့နော်ဩအဲ့ဒီလိုသူကြတော့တက်ကသို့ level ဖြစ်သွားပြီပေါ့ဟုတ်တယ်သူပြောရတော့တင်ပါအဲ့ဒီလိုဆိုတော့တပြီးတော့ဒီမင်းငုံးကိုသွားတော့မယ်ဆိုကြတဲ့ကစိတ်ထဲမှာပိုင်းဖြတ်ထားတာပေါ့နော်ဩအမြတ်မိရတော့ဒါအင်းစိတ်မှာအခုအခုနေတဲ့အချိန်ကတော့ဆရာသမားရဲ့ ကြီးကြအုပ်ချုပ်မှုနဲ့ပဲတောက်လျှောက်နေခဲ့တယ်။ဒီမှာအဲဟိုရောက်တဲ့အခါမှာတော့ငါဒီလိုနေလို့မဖြစ်တော့ဘူး။ကိုမဆရာသမားရဲ့ကြီးကြအုပ်ချုပ်မှုကဒီလောက်ကြီးမရှိဘူးပေါ့။ဒီမှာမရှိတဲ့အခါမှာကိုကိုကိုထိမ့်သိမ့်ပြီးတော့နေရမယ်။ဒီအသည့်ပေါ့နော်။မှန်ပါဗျာ။တော့မသွားခင်ကတည်းကအဲ့ဒီအသည့်လေးစိတ်ကဝင်လာခဲ့တာပေါ့။ဒီမှာဒီမှာကိုပြတော့နှလုံးသွင်းပြီးတော့သွားလိုက်တယ်။ကိုရောက်တဲ့အခါကျတော့လေပြီးတော့လိုက်ပြီးတော့လေးလာလိုက်တဲ့အခါမှာအဲ့ဒီအတိုင်းပဲတွေ့ရတယ်။အဲ့ဒီတိုင်းတွေ့ရတယ်ဆိုတော့ဆရာသမားများရဲ့ဒီထိမ့်သိမ့် ကိုယ်ကဲမှုဆိုတာကသိမရှိဘူးပေါ့နော်တင်ပါဗျာဒါအထက်တန်းစာသင်သားတွေလို့သတ်မှတ်ပြီးတော့ဆရာတော်ကြီးကလွတ်လွတ်လပ်လပ်ပဲအဲ့လိုထားတယ်ပေါ့တင်ပါလွတ်လွတ်လပ်ထားတော့ဒီလိုလိုမှမင်းကောင်ကနေပြီးတော့တဏှာရသွားမယ်ပဲထားပါတော့နော်တင်ပါအဲ့လိုလေးဘက်ကိုသွားမယ်ပါညာစသည်ဆိုလို့ရှိရင်လည်းပဲဟိုသိပြီးတော့ကြက်မှတ်ချုပ်ချယ်တာမျိုးမရှိဘူးပေါ့တင်ပါလွတ်လွတ်လပ်လပ်ထားတယ်အဲ့လိုဆိုတော့ဟိုမှာနေတဲ့ပုံစံတိုင်းကနေလို့မဖြစ်ဘူး ိုမှနေတဲ့ပုံစံနဲ့အင်းစိန်မှနေခဲ့တဲ့ပုံစံအတိုင်းနေရင်တော့ပျက်စီးမှာပဲပြန်မှာဟိုကိုကကိုပြင်လိုက်တာပေါ့နော်ဩကိုစိတ်ကိုပြင်လိုက်တာမှန်ပါဗျာအဲ့တော့အဲ့ဒီဥစ္စာလေးထူးခြားချက်တစ်ခုအနေနဲ့ဒါဒီရောပြောလို့လားပေါ့ဗျာမှန်မှန်ရရပေါ့နော်အဲ့တော့စီကံတင်းကျပ်တဲ့နေရာကနေပြီးတော့စီကံသိပ်မတင်းကျပ်တဲ့နေရာကို သွားရတော့မယ်တင်းကျပ်တဲ့နေရာမှာပို့ပွားနေပြီးတော့မတင်းကျပ်တဲ့နေရာကိုကိုပြန်ပြီးဆောက်ရှောက်လိုက်တယ်ဟုတ်တယ်မှာပြန်ပြီးတင်းကျပ်တဲ့နေရာမှာတော့ကိုကိုကိုမထိန်းနဲ့ကိစ္စမရှိဘူးလေတင်းမှာဖြာသမားတွေကအများအားထိန်းသိမ်းပေးနေတာတင်းမှာတင်းမှာအာထိန်းသိမ်းပေးနေတာဆိုတော့သူကရသေးတယ်ပေါ့တင်းမှာကိုသိမ့်မတင်းကျပ်တဲ့နေရာကျတော့ကိုကိုကိုမထိန်းပျက်စီးမှာလေမှန်ပါဗျာပျက်စီးမှာဆိုတော့ကိုကိုကိုထိန်းရတာနောင်ကနောင်သားအတွက်တန်ဖိုးကြီးပါတယ်ဗျာတင်းမှာတင်းမှာအဲ့ဒီလိုလေးဒါဒီပြီးတော့ကိုစိတ်ကိုပြင်ပြီးတော့ဒီလိုနေခဲ့တာပေါ့ဗျာအဲ့တော့ဟိုကိုရောက်သွားတဲ့အချိန်မှာ ဒီဥတိလက္ခဏနှစ်ပါးကဟိုတိတိသာသာကွာခြားသွားတယ်လို့ဒီလိုပြောရမှာပေါ့နော်။အော်အင်းစင်ရွာမှာစာတင်လိုက်မှာနေတဲ့ဥတိလက္ခဏကတကယ်ကိုဟိုရင်ပေါ့ရှိကန်းဥပဒေအဲ့လိုမျိုးချိုးဖောက်တင်ထားပါတော့လေ။လူစိုးလေးပဲပြောပါတော့ပေါ့။အဲအဲအဲ့လိုဆိုရင်အဲ့လိုပြောလို့ရတယ်။တင်ပြောလို့ရတယ်။တင်ပါတယ်။အဲခုနလိုဘောလုံးဝဲတွေပါလေခဏခဏသွားကြည့်အပြင်ခိုးထွက်နော်။အဲ့ဒါကအရသာဖြစ်နေတယ်။အပြင်ခိုးထွက်။ကစားရရတယ်နော်တင်ပါတယ်။အပြင်ခိုးထွက်ဘောလုံးဝဲ